ော်ဖဏဆီးပြီးတော့စီဒီအပေါ်ကိုတတ်တာအဲ့ဒီလုံရက်ကိုမြင်တော့ဝဇိရဗုဒ္ဓတီကာဤအဆိုကိုသွားပြီးသတိရပါတယ်ဝဇိရဗုဒ္ဓတီကာမှာဘာဆိုထားသလဲဆိုရင်ကံမာပရာဒတတ္တာနံဝိနာတိပိစုပတ္တိတေအနယောနယရူပေနဗုဒ္ဓမာကံမြတိတ္တတိကံမာပရာဒတတ္တာနံကုသိုလ်ကံချွတ်ချော်ခြင်းတို့ဆက်ရောက်၍နေကြကုန်သောတတ္တာနံတတ္တဝါတို့မှာ ဝိနာသည်ပျက်စီးဖို့ရန်သည်ပိစုပတ္ထိတေဥတည်၍လာပြီဆိုရင်အနယောနီလွယ်နေမာတို့သည်နယရူပေနနီမန်လမ်းမှန်အဖြစ်ဘုဒ္ဓိန်ကြည်ပွားမိအခွင့်လန်းတွေကိုဘုဒ္ဓိန်အသိဉာဏ်တွေကို အကံမြနေနယ်ဖြစ်စည်း၍တိတ္တထိတီလာဤလို့ဆိုထားပါတယ်ဆိုလိုတာကတတဝါတွေဟာပျက်စီးဖို့ဥတည်လာပြီဆိုရင်နီလွယ်နေမာတွေဟာနီမန်လမ်းမှန်ဟန်ဆောင်ပြီးတော့ကြည်ပွားမိအခွင့်လန်းတွေကို ဖြစ်စည်းလာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အခုလိုမလုတ်တဲ့မလုတ်ထိုက်တာတွေကိုလှုပ်လာကြတာဟာပြည့်စည်းဖို့ဥတည်လာခြင်းဖြစ်ပါတယ်ဒီလိုလှုပ်တာတွေကိုအားပေးအမြောက်လှုပ်တဲ့လူတွေလည်းရှိပါတယ်မကောင်းမှုဆိုတာဟာကိုယ်တိုင်ကျူးလွန်မှမဟုတ်ပါဘူးမကောင်းမှုလုပ်နေတဲ့လူကိုအားပေးအမြောက်လှုပ်ခြင်းဟာလည်းပဲမကောင်းမှုကိုကျူးလွန်တာပဲဖြစ်ပါတယ်အဲ့ဒီမကောင်းမှုကျူးလွန်တဲ့လူမကောင်းကျိုးခံစားရပြီဆိုရင် အားပေးအားမြောက်လုပ်တဲ့လူတွေလည်းထိုမကောင်းမှုရဲ့အကျိုးဆက်ကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုလုပ်ရမျိုးတွေကိုအားပေးအားမြောက်မလုပ်ကြပါနဲ့တွေ့ပြီဆိုရင်ကဲ့ရဲ့ရှုံချပြီးတော့အပြစ်တင်ကြပါမလုပ်တဲ့မလုပ်ထိုက်တာတွေကိုမလုပ်ဖို့တားမြစ်ပေးကြပါလို့ပြောချင်ပါတယ်နော်စမီတော်ကဘာသာချပါမသိလို့မေးကျင်လို့ဒေါက်တာ အရှင်နန္ဒမာလာဘိဝန္တနဲ့အရှင်ဖျားမိသည့်ပညာအရာရောတိလအရာရောတာလွန်ပါတည်းလေ ပြန်လည်ဖြေကြားပေးပါလေးစားစွာဖြင့်တဲ့ပါကျုပ်ဆရာတော်ဘုရားကြီးဆိုတာသူစဉ်ထက်သီလအရာရောပညာအရာရောတတ်တော်ဝါတော်အရာရော အစာပေါင်းများစွာတာလွန်မြင့်မြတ်တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်ဦးစင်းနဲ့ပါကျုပ်ဆရာတော်ကြီးရှင်းလိုက်မယ်ဆိုရင်ဦးစင်းရဲ့သီလဦးစင်းရဲ့ပညာဦးစင်းရဲ့တတ်တော်ဝါတော်ဟာဆရာတော်ကြီးရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့မြုံမုံလောက်ပဲရှိပါတယ်ဦးစင်းနဲ့ဆရာတော်ကြီး အဲ့ဒီလောက်အထိကြွားချပါတယ်။နောက်ပြီးဦးစင်းဟာဆရာတော်ကြီးရဲ့ဟောပြောတုံသင်ဆုံးမမှုတွေဆရာတော်ကြီးရဲ့ကြင်ကြံနေထိုင်မှုတွေကိုကြည်ပြီးတော့အတုယူနေရတဲ့အာမန်ယဟန်တပါဖြစ်ပါတယ်။ဆရာတော်ကြီးဟာဦးစင်းအတွက်သင်ဆရာမြင်ဆရာကြားဆရာတစုဖြစ်တာကြောင့်ဆရာတော်ကြီးနဲ့ဦးစင်းမနှိုင်းရှင်သာပါဘူး။ဆရာတော်ကြီးဟာဦးစင်းထက်အစာပေါင်းများစွာတာလွန်ကြီးမြတ်ပါတယ်နော်။မေးခွင့်ပြုပါဖုံဖုံယသိနေယဟန်ဘလို့ကြွားချပါတယ်ဖေယား။ အမားပါရင် ခွင့်လွတ်ပါဖုံဖုံတဲ့ယသိဆိုတာကဤတိဆိုတဲ့ပါဠိကလာတာပါယသိဟာပပိစ၄မျိုးထဲမှာပါဝင်ပါတယ်ပပိစ၄မျိုးကဘာတွေလဲဆိုရင်၁ယဟန်ပြုခြင်းဆိုတဲ့ဘိက္ခုပပိစ၂ပါမနေပြုခြင်းဆိုတဲ့ပါမနေရပပိစ၃ယသိပြုခြင်းဆိုတဲ့ဤတိပပိစ၄ပရဘိုက်ပြုခြင်းဆိုတဲ့ပရိဘာဇကပပိစတို့ပဲဖြစ်ပါတယ် ယသိဟာပပိစ၄မျိုးထဲမှာပါဝင်တာမှန်ပေမဲ့ယဟန်တွေလို228ပါသောတိခါပုဒ်တို့ကိုလည်းမဆောင်သေးဘုရားရှင်ချမှတ်ပေးတဲ့ပရိယတိဒုရနဲ့ပရိပတိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းမထမ်းဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ယသိဟာသာသနာပြင်ပပုဂ္ဂိုလ်ဖြစ်ပါတယ်ယဟန်ဆိုတာကတော့မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့228ပါသောဝိနည်းတိခါပုဒ်တွေကိုလည်းဆောင်ထိန်တဲ့အပြင် ဖះရှင်ချမှတ်ပေးတဲ့ပရိယတိဒုရနဲ့ပရိပတိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒါဟာယသိနဲ့ယဟန်ကွာခြားချက်ပဲဖြစ်ပါတယ်နော်။အရှင်ဖះဖြေပေးတော်မူပါဖះဥစဉ်တွေကိုအိမ်မှာခေါင်းရိပ်ပေးရင်အပြစ်ဖြစ်ပါသလားဖះတဲ့။အမျိုးသားတွေရိတ်တယ်ဆိုရင်တော့အပြစ်မဖြစ်နိုင်ပါဘူး။အမျိုးသမီးတွေရိတ်တယ်ဆိုရင်တော့အပြစ်ဖြစ်နိုင်ပါတယ်။ ယဟန်တွေမှာအမျိုးသမီးတွေနဲ့ပတ်သက်ပြီးအာဘတ်နှမျိုးရှိပါတယ်ပထမတစ်မျိုးကယဟန်တွေဟာ အမျိုးသမီးတွေကိုယာကစိတ်နဲ့ထိတွေ့ကြင်တွေ့မိမယ်ဆိုရင်တန်ခါဒိတ်ဒိတ်အာဘတ်သင်ပါတယ်ဒုတိယတစ်မျိုးကတော့ယာကစိတ်နဲ့မဟုတ်ပဲရိုးသားတဲ့စိတ်နဲ့ထိတွေ့ကြင်တွေ့မိမယ်ဆိုရင်ဒုက္ကအာဘတ်သင်ပါတယ်ဘလို့စိတ်မျိုးနဲ့ပဲထိတွေ့ကြင်တွေ့သည်ဖြစ်စေ ယဟန်တော်တွေအနေနဲ့အမျိုးသမီးတွေကိုထိတွေ့ကင်တွယ်မိမယ်ဆိုရင်အာဘတ်ကတော့တင့်ပါတယ်အမျိုးသမီးတွေယဟန်တွေကိုခေါင်းရိပ်ပေးတဲ့အခါမှာအမျိုးသမီးတွေရဲ့အသားနဲ့ယဟန်တွေရဲ့အသားထိတွေ့ရမှာဖြစ်တဲ့အတွက်ယဟန်တွေမှာအာဘတ်တင့်နိုင်ပါတယ်ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ယဟန်တွေကိုခေါင်းရိပ်မပေးသင့်ပါဘူးနော်ဖြစ်နိုင်မယ်ဆိုရင်ယဟန်တော်များအနေဖြင့်လူတကာတကာမတွေကိုခေါင်းရိပ်မခိုင်းဘဲ မိမိတို့ယဟန်အချင်းချင်းပြန်ပြီးခေါင်းရိပ်တာတော့၎င်းဒါမှမဟုတ်မိမိဘာသာမိမိကိုယ်တိုင်ပြန်၍ခေါင်းရိပ်တာတော့၎င်းအဲ့ဒီလိုပြုလုပ်မယ်ဆိုရင်ပို၍အတင့်တော်ဆုံးဖြစ်ပါတယ်ဥစဉ်ဆိုရင် ကိုယ်ဘာသာကိုပြန်ပြီးခေါင်းရိပ်တာပါနော်ဖုံဖုံဖရမေခုံးမေခွင့်ပြုပါဖရဆရာတော်ចောင်းထိုင်ဖုံဖုံကိုသွေးလှူဒန်းတာဘယ်လိုကုသိုလ်ရလဲဖရမသိလို့မေးတာပါဖရကျေးဇူးပြု၍တဲ့ ဒါနပရိစ္ဆာကစီးစိမ်ဥစ္စာကိုဆွန့်လွတ်လှူဒန်းခြင်းအင်္ဂပရိစ္ဆာကကိုယ်နဲ့အင်္ဂအသွေးအသားတို့ကိုဆွန့်လွတ်လှူဒန်းခြင်းပုဒ္ဒပရိစ္ဆာကသာသမီကိုဆွန့်လွတ်လှူဒန်းခြင်းပရိယပရိစ္ဆာကဇနီးမယားကိုဆွန့်လွတ်လှူဒန်းခြင်းဇီဝိတပရိစ္ဆာကအသက်ကိုဆွန့်လွတ်လှူဒန်းခြင်းဆိုတဲ့ဖျားအလောင်းတွေဖြစ်ခြင်းတဲ့စူးကြီးခြင်း၅ပါးထဲမှာအင်္ဂပရိစ္ဆာက ိုလက်အင်ကအသွေးအသားတို့ကိုစွန့်လွတ်လူဒန်းချင်းဆိုတဲ့အချက်ပါပါတယ်။သွေးလူဒန်းချင်းသည်အင်ကပြိဿာကတဲ့အကျုံးဝင်တာကြောင့်သွေးလူဒန်းချင်းဟာဖရာအလောင်းအရိယာသူတော်ကောင်းတို့ရဲ့ကျင့်စဉ်လေးဖြစ်သလိုတတ္တဝါတိုင်းတတ္တဝါတိုင်းဟာသွေးဖြင့်အသက်ရှင်သန်နေရတာဖြစ်သည့်အတွက်သွေးလူဒန်းချင်းဟာအသက်ကိုလူဒန်းချင်းလေးဖြစ်ပါတယ်။သွေးလူဒန်းတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာအသက်ရှိပြီးအနာရောဂါကင်းခြင်းဆိုတဲ့ ကောင်းကျိုးတွေကိုရရှိပါတယ်။ဒါဟာသွေးကလူတန်းခြင်းကြောင့်ရရှိတဲ့ကုသိုလ်အကျိုးတရားတွေပဲဖြစ်ပါတယ်။အရှင်ဘုရားတပည့်တော်မိတာရှေပါအောင်ဖုရားခလေးတွေသိရင်ဘယ်ဘဝရောက်ပါလဲဖုရားတဲ့။ခလေးတွေဆိုတာကဘယ်လိုခလေးမျိုးကို ပြောတာပါလဲ။ကိုးနှစ်ဆယ်နှစ်အရွယ်ခလေးကိုပြောတာလား။ဒါမှမဟုတ် အမိဝင်းကကျုပ်ပြီးပြီးချင်းခလေးလေးကိုပြောတာပါလား။ အရွယ်ရောက်ပြီးသားခလေးဆိုရင်တော့မိဘတွေရဲ့တွင်တင်ပြသပေးမှုကြောင့်သီလကုသိုလ်ဒါနကုသိုလ်ဘာဝနာကုသိုလ်များရှိနိုင်တဲ့အတော့အဲ့ဒီခလေးတွေသေရင်ကောင်းရာသူဂတိကို ရောက်နိုင်ပါတယ်။မွေးကင်းစခလေးအရွယ်လေးတွေသေရင်တော့မကောင်းတဲ့ဘဝကိုရောက်တာများနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် သူတို့တွေမှာသီလကုသိုလ်ဒါနကုသိုလ်ဘာဝနာကုသိုလ်များ မရှိလို့ဖြစ်ပါတယ်။အကယ်၍ဘဝတစ်ခုကပြုလုပ်ခဲ့တဲ့ ကောင်းမှုကအထောက်အကူပြုမယ်ဆိုရင်လေကောင်းရာသူဂတိကိုရောက်နိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖေယမေးခွင့်ပြုပါဖေယ။ထိုင်ဖုန်ကြီးတစ်ပါးကတပြည့်တော်ကိုအဆောင်အဖြစ်အင်ကန်းအပိုင်းစလေးပြီးတယ်ဖေယ။အဆောင်အဖြစ်ယူကောင်းလားဖေယတဲ့။မယူကောင်းပါဘူးနော်။ဦးဇင်းတို့ပါဠိစာပေမှာပပစီတပရိဘောဂောဟိ အဂါရိကာနံအဂါရိကာနံဇတိယထာနီယောလို့ဆိုထားပါတယ်အတိဘေကယဟန်တန်ဃာတွေအသုံးပြုတဲ့အင်္ဂန်တပိတ်စတာတွေဟာ လူပုဂ္ဂိုလ်များအတွက်ကိုးကွယ်ရာဇတိထိုက်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ယဟန်တန်ဃာတွေအသုံးပြုတဲ့အင်္ဂန်တပိတ်စတာတွေဟာ လူပုဂ္ဂိုလ်များအတွက်ကိုးကွယ်ရာဇတိထိုက်တာကြောင့်လူပုဂ္ဂိုလ်များအနေဖြင့်အဆောင်အဖြစ်အသုံးမပြုကောင်းပါဘူးအသုံးပြုမယ်ဆိုရင် အကုသိုလ်ဖြစ်နိုင်ပါတယ်။ကြီးမြတ်တွေကပရမတ်မဖြစ်ပါဘူးဖရာတဲ့။ဒီမှန်လေးကဒီဘုံပြန်ပုံတွေနဲ့စင်မီပုံတွေပါတဲ့လုံကြီးတွေကိုမဝိသင့်ဘူးလို့ဥစဉ်ပြောထားတဲ့ကိုယ်ထဲမှာလာမှတ်ထားတာဖြစ်ပါတယ်။မှန်ပါတယ်။ကြီးမြတ်တွေကပရမတ်မဖြစ်ပါဘူး။အဲ့ဒါကိုတရားတော်ပြောမှမဟုတ်ပါဘူး။ဥစဉ်လည်းသိပါတယ်။သို့တော်လည်းပဲမြတ်စွာဘုရားက ပြဉ္ညာနဲ့ပရမတ်ကိုခွဲတဲ့နေရာမှာပြဉ္ညာတိုင်းကိုပယ်ထိုင်းခဲ့တာမဟုတ်ပါဘူးပယ်တဲ့ပြဉ္ညာနဲ့မပယ်တဲ့ပြဉ္ညာကိုမြတ်စွာဘုရားကခွဲခြားပြီးပြခဲ့ပါတယ်အဲ့ဒါကိုဒကာတော်အနေနဲ့အရင်သိအောင်လုပ်ပါဦးเนาะတိုင်းပြည်တစ်ခုမှာ အများစုကသတ်မှတ်ထားတဲ့ရိုးရာဓလေ့တစ်ခုကိုထိခိုက်တာမျိုးသွားလုပ်မယ်ဆိုရင်အများနဲ့စန့်ကျင်ဘက်ဖြစ်သွားတတ်ပါတယ်အများနဲ့စန့်ကျင်ဘက်ဖြစ်သွားပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်အတွက်အန္တရာယ်များပါတယ်ဥစဉ်တို့ယဟန်တော်တွေနိုင်နာဟုမြတ်စွာဘုရားပြည့်ညတ်ထားခဲ့တဲ့228ပေသောဒီနိသိက္ခာပုဒ်တွေထဲမှာအချို့သောသိက္ခာပုဒ်တွေဟာအများနဲ့ဆန့်ကျင်ဘက်မဖြစ်ရလေအောင်ပြည့်ညတ်ထားတဲ့သိက္ခာပုဒ်တွေဖြစ်ပါတယ်အများနဲ့ဆန့်ကျင်ပြီးကောင်းကျိုးမဖြစ်တဲ့အရာဆိုရင်ဖျားရှင်တော်မှသိမပြုပါဘူးဒီဘုံပြန်ပုံတွေနဲ့စင်မီပုံတွေပါတဲ့လုံကြီးတွေဝိတ္တာကူ ိုက်တဲ့သူတွေကအများစုဖြစ်ပြီးမကြိုက်တဲ့သူတွေကအများစုဖြစ်ပါတယ်။အဲ့ဒါကိုသွားပြီးစန့်ကျင်ဘက်သွားလို့နေဆိုရင်အများနဲ့အတိုက်ခံဖြစ်သွားနိုင်တာကြောင့်မိမိအတွက်လည်းအန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်တကားတော်အနေနဲ့စင်ကျင်နိုင်ပါစေလို့သူစင်းကစေတနာနဲ့ပြည်ပေးလိုက်ပါတယ်။အရှင်ဖယားမနဲ့အိယာထခြင်းယရနာ၃ပါးတရဏဂုံကိုရွတ်ဆိုရင်ငရေကြီးပါသလားဖယား။ ညနာမသိပဲဆိုရင်ငရဲကြီးတယ်ပြောလို့ပါဖရာဗီဒီယိုလေးနဲ့ပြန်ဖြေပေးပါဖရာတဲ့မနက်အိယာထားတဲ့အခါမှာညနာမသိပဲနဲ့တရဏဂုံ၃ပါးကိုရွတ်ဆိုရင်ငရဲကြီးတယ်လို့တော့ဖရာဟောမှာမရှိပါဘူးနော်တရဏဂုံဆိုတာကလေဘယ်အချိန်ပဲရွတ်ရွတ်ရွတ်တဲ့သူကိုကုသိုလ်ဖြစ်စေပါတယ်သို့တော်လည်းပဲဖျားရှင်လက်ထက်တော်အခါက သောတာပန်ဖြစ်တဲ့အနာထပိန်တထေးကြီးဟာနန်းနန်းမိုးတောက်အလင်းရောက်လို့အိယာကထားတဲ့အခါမှာမျက်နာတက်သွားတိုက်ခြေလက်တွေကိုတန့်စင်စေကြောပြီးမှသာမြတ်စွာဘုရားဤဂုံတော်တွေကိုတီကျူးရွတ်ဆို၍ပူဇော်တယ်လို့ဆိုပါတယ်။ဒါကြောင့်မနက်အိယာထားတဲ့အခါမှာမျက်နာမတည်ပဲတရဏဂုံ၃ပါးကိုရွတ်ဆိုခြင်းဟာငရဲမကြီးတော်လည်းပဲရှိရှိသောအရိယာသူတော်ကောင်းတို့ဤကောင်းမြတ်သောအကျင့်ကိုအတုလိုက်သောအခြင်း မျက်နာသည့်သွားတိုက် ခြေလက်တန့်စင်စေကြောပြီးမှတရဏဂုံရွတ်ဆိုခြင်းဟာအူ၍ကောင်းမြတ်တယ်လို့ပြောကြင်ပါတယ်အရှင်ဖေယနောင်ပွင့်မဲ့ဖေယကအခုကိုရင်တပားဖြစ်နေတယ်လို့မိုင်းဖုံးဆရာတော်မိန့်ထားပါတယ်အဲ့ဒါဖြစ်နိုင်ပါသလားဖေယဖြေပေးပါဖေယတဲ့အကြောင်းအရာတစ်ခုကိုမြင်မြန်တဲ့အခါမှာပို့ကိုတယောက်ကိုထိခိုက်စေမဲ့အနေထားမျိုးဆိုရင်နာမည်ထည့်ပြီးမမေးသင့်ပါဘူး အပြုသဘောဆောင်တဲ့အနေနဲ့ပြောပြတာပါ။နောင်ပွင့်မိတ်အရိမတေယဖရာအလောင်းသည် ပါရမီများပြည့်သွားသည့်အတွက်ဖရာဖြစ်ဖို့ရန်ဆောင်ဆိုင်သည့်အနေဖြင့်သူတိတာနတ်ပြည်မှာနတ်သားအဖြစ်ရှိနေတယ်လို့မှတ်သားထားရပါမယ်။အရှင်ဖရာလက်ပြတော်ကိုတနာတော်အားဖြင့်ဖြေပေးတော်မူပါဖရာ။မတော်တဆနဲ့အကောင်ပလောင်လေးတွေကိုကြောင့်သေးရင် အပြစ်ရှိပါသလား။ကယ်ပေးနေရင်နဲ့သူကသေးရင်ကောတဲ့။ သူတစ်ပါးအသက်ကိုတတ်တဲ့အခါမှာပါဏာတိပါဒကံမြောက်ချောင်းအင်္ဂါ၅ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁။ပါဏောတရှိတတဝါဖြစ်ခြင်း၂။ပါဏတိညိတာတရှိတတဝါဟုအမှတ်ရှိခြင်း3ဝတကစိတ်တံတေသေးလိုသောစိတ်ရှိခြင်း4ဝါယမောတက်ချင်းငါလုံးလာဆိုင်ခြင်း5တေနမရဏံထိုလုံးလာကြောင့်တေခြင်းတို့ဖြစ်ပါတယ်ဖော်ပြပါအင်္ဂါ၅ချက်နဲ့ညီမှ သူ့အသက်သက်ချင်းပါဏာတိပါဒကံမြောက်တာ ဖြစ်တဲ့အတွက်ကြောင့်အပြစ်ရှိနိုင်ပါတယ်။အခုလိုမတော်တဆဖြစ်တာကတော့အပြစ်မရှိဘူးလို့မှတ်သားထားရပါမယ်။ရိုသေးစွာမေးလျှောက်ခြင်းပါတယ်ဖရာ။လူမျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားတွေနေ့စဉ်တပည့်တော်တို့အားဖြင့်တည်နေရပါတယ်။အဲ့အတွက်အပြစ်ရှိပါသလားဖရာတဲ့။တတ္တဝါတကောင်ကိုတတ်မိတဲ့အခါမှာအင်္ဂါ၅ချက်နဲ့ညီမအပြစ်ဖြစ်ပါတယ်။ အင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ပါဏတရှိတတ္တဝါဖြစ်ခြင်း၂ပါဏတည်ညိတာတရှိတတ္တဝါဟုအမှတ်ရှိခြင်း၃ဃာတာစိတ်တသက်လိုသောစိတ်ရှိခြင်း၄ဥပကမလုံလပြုခြင်း၅မရဏထိုလုံလကြောင့်တည်ခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါအင်္ဂါ၅ချက်နဲ့ညီမတာအပြည့်ဖြစ်ပါတယ်။ပိုးမွှားတွေဟာတတ္တဝါဖြစ်တာမှန်ပေမဲ့ပါမန်မျက်စိဖြင့်မမြင်ရတာကြောင့် တတဝါဟုသောအမှတ်တင်ညာမထင်ရှားပါဘူးအဲ့ဒီလိုတတဝါဟုသောအမှတ်တင်ညာမထင်ရှားတဲ့အတွက်သေစေလိုသောစိတ်လည်းမဖြစ်သလိုလုံလပြူခြင်းလည်းမဖြစ်ပါဘူးမတော်တဆထိခိုက်၍ဒေတာတော့ရှိပါတယ်သို့တော်လည်းပဲဖော်ပြပါအင်္ဂါ၅ချက်နဲ့မညီတဲ့အတွက်အပြစ်မဖြစ်ဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်